ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ကဲယူထားလိုက်စမ်းပါစိတ်ကျဲနဲ့အနာမီကရှက်မနေပါနဲ့ငါတို့ကအိမ်နီးနာချင်းနေပဲလေအိမ်နီးနာချင်းချင်းချင်းမှမကူညီဘူးဆိုရင်ဘယ်သူကကူညီမလဲဒီထဲမှာအရွက်ကြောင်နဲ့ဟင်းတွေပါတယ် ဒါနဲ့ဆိုနင်တို့မိသားစုခြားပါတီနဲ့အဝစားလို့ရတယ်။မဟုတ်ရင်နင်တို့မှဒီခြားပါတီ၆တွေပဲစားစားပြီးနေနေရတာလေ။ကျမတို့မอยู่ဘူးလို့ပြောပြီးပြီပဲလေ။ကျမတို့ဆင်းရဲတာမှန်ပါတယ်။ဒါပေမဲ့သူများစားပြီးကြံတာတွေစားအလောက်နဲ့အချိန်နဲ့မစိုးသေးပါဘူး။တွေ့လား။တီဟာမတွေရဲ့စိတ်ကိုငါတို့ကတော့တနာလို့သူတို့ကြံတာတွေပေးနေတာ။တအားရောတီဟာမတွေကမလို့ချင်းဘူး။သူတို့ပေးမဲ့စားခွေးကျွေးလိုက်တာမှကောင်းမယ်။နင်တို့ကငါတို့အကြံစားရအောင်မထိုက်တန်ဘူး။လာသွားမယ်။ ခွေးပဲကြွေးလိုက်မယ်နင်တို့ထက်ဆိုင်ခွေးတွေရမှာကံကောင်းသေးတယ်ဘာပဲပြပြောဒီလိုအစားတောက်ကောင်းတော့စားရသေးတယ်မိခါနဲ့ဂရီမားတို့စကားကိုကြားပြီးလမ်းထဲမှာရှိတဲ့တခြားအမျိုးသမီးတွေကလည်းဝမ်းရည်ခဲ့ကြပါတယ်ဒီလိုအရှက်ကွေးခံရပြီးသူတို့ကအိမ်ပြန်လာခဲ့ကြပါတယ်ဘာကြောင့်ဒီလိုချမ်းသာတဲ့အင်္ဂါသူတွေကသူတို့နှစ်ယောက်ကိုဒီလိုမျိုးလူတွေအရှိမအရှက်ခွေးလိုက်ရတာလဲသူတို့ကရောဘာကြောင့်ဒီလိုမျိုးအရှက်ကွေးတာကိုငင်းခံနေကြတာလဲတော်ရီကိုသိအောင်လို့ပုံမြင့်ရဲ့အရှိပိုင်းလေးကိုနားထောင်ကြည့်လိုက်ကြရအောင် ဒါပါလေပစ်တူးရေမမေအားဒီနေ့လဲထမင်ပူးထဲမှာချပါတီပဲထည့်ပေးလိုက်တယ်။နင်ပူးထဲမှာလဲဒါပဲမလား။ဟုတ်တယ်ပင်ကြီးငါမမေကိုဒီနေ့ဟင်းလေးထည့်ပေးပါလို့ပြောသေးတယ်။ဒါမဲ့လည်းမမေကချပါတီပဲထည့်ပေးလိုက်တယ်။ဒီနေ့လဲချပါတီဒီတိုင်းစားပြီးရေတောက်ရမယ်ထင်တယ်။လူဟန်ဒီမန်ဂျီယိုငါမမေအားဒီနေ့ပဲကြီးဟင်းသေးချာချက်ပေးလိုက်တယ်။မင်းထမင်မှုထဲမှာရောဘာပါလဲ။ဒီနေ့ငါနိုကင်းဟင်းယူလာတာဒီနေ့ညနေအမေကအရွက်ကြော်ကြွေးမယ်လို့ငါ့ကိုပြောလိုက်တယ်။ အတန်းတွေကတခြားအတန်းမော်တွေထမင်းမှုတွေမှာဒီလိုရတာရှိရှိဟင်းလျာတွေစားနေတာကိုမြင်ပြီးသူတို့မောင်နှမနှစ်ယောက်ကခြားပါတီ6တောင်မြို့မကြပဲဖြစ်ခဲ့ရပါတယ်။အတန်းပြီးတော့သူတို့နှစ်ယောက်ကမျက်နှာမှန်မှန်လေးနဲ့အင်ကိုပြန်လာခဲ့ပါတယ်။ဒီဘက်မှာတော့ဒီနေ့အကိုယူလာတာဟင်းရွက်တွေကိုစုံလို့ပါလား။ဒီလိုလို့ကျမငရုပ်ပွားသည်မောင်လာဦးနေအာလူနဲ့ဒီပဲစိမ့်လေးတွေထည့်ပေးလိုက်။အမားတို့လည်းဟင်းရွက်တွေလာကြည့်ဦးလေ။ဒီနေ့တော့ကျွန်တော်လက်လက်ဆက်ဆက်လေးတွေယူလာတယ် အမလီအကိုရဲ့ဘသူဟင်းရွက်အတင်းဝဲခိုင်းညာလေသူတို့လားသူတို့အိမ်မှာဖြင့်တလနေလို့တရက်လောက်ပဲပဲဟင်းစားရတာနေ့တိုင်းချပါတီချပဲထိုင်စားနေကြတာတလောက်စင်းရတာတောင်နှစ်ယောက်သားတနေရာမှာအလုတ်သွားလုံမယ်ဆိုရအတွေးမရှိဘူးဇမတော်သူတို့အိမ်မှာတန်ရှင်းလာလို့ပေးဖို့ပြောသေးတယ်နှခါတော်ပြောတာတာတော်ညှင်းလိုက်တယ်လေပတ်စံသားမရှိတာမှန်ရမသေးဘူးအင်းနီနာချင်းနေစကားကိုကြားတော့စီချင်းနဲ့အနာမီကားတို့ကစီမကောင်းဖြစ်သွားခဲ့ရပါတယ် အဲ့ဒီချိန်မှာကလေးတွေလည်းအင်ကိုရောက်လာခဲ့ပါတယ်။မမေတို့ကပါလို့နေတယ်။သမီးတို့ခြားပါတီ6တွေပဲထည့်ပေးရလဲ။သမီးတို့တွေဒါကြီးပဲနေတယ်မစားနိုင်တော့ဘူး။အတန်းထဲမှာလူတိုင်းခြားပါတီနဲ့ဟင်းနဲ့သေချာယူလာကြတာ။မမေတို့ပဲသမီးတို့နွားတွေလိုခြားပါတီ6တွေအတင်းလိုက်ကျွေးနေတယ်။အဟိုကလေအခုတလောဈေးထဲမှာဟင်းသီးရွက်တွေကမကောင်းဘူး။ပိုးတွေတက်နေတာ။ပိုးတွေနဲ့ဟာစားလိုက်ရောဂါရမယ်လေ။ဈေးထဲမှာဟင်းသီးရွက်တွေကောင်းကောင်းရကမှမမေသေချာချက်ပေးမယ်နော်။ မနက်ဖြန်စပြီးမမေသမီးတို့ပလာတာထည့်ပေးလိုက်မယ်ဒါဆိုချပါတီ၆စားစရာမလိုတော့ဘူးပလာတာစားရမေးဆိုတာသိလိုက်ရတော့ကလေးညလုံးကပြုတ်ပြီးကစားဖို့ထွက်သွားခဲ့ကြပါတယ်အိမ်မှာဘာလို့ဟင်းမချက်ရလဲဆိုတာကလေးတွေကိုဘယ်လိုရှင်းပြရမလဲကလေးတွေကိုလည်းဘာလို့ဟင်းမချက်ရတဲ့အကြောင်းဘယ်လိုပြောပြရမလဲငါကိုယ်တိုင်တောင်ချပါတီ၆မျိုးမကြဘူးငါတို့တွေမေကြီးဖေကြီးတို့နဲ့တစ်ခါတော့ထပ်ပြီးတိုင်ပင်ရမယ်မဟုတ်လို့ရတော့ ငါတို့အိမ်မှာဟင်းစားရမှာမဟုတ်ဘူးညနေရောက်တော့သူတို့နှစ်ယောက်လုံးကဂျုံနေပြီးချပါတီလုပ်ခဲ့ပါတယ်ဒါပေမဲ့ဒီနေ့တော့သူတို့ကစီလေးစားလေးဖြူလိုက်ပါတယ်ပြီးတော့သူတို့မှာချပါတီလေးနဲ့ကြက်သွုံလေးနဲ့စားနေကြတော့မေကြီးသမီးတို့တွေဒီတိုင်းချပါတီချောက်စားနေရတာတော်တော်ကြပြီသူတို့အလောက်ကလည်းအခုလောလောဆယ်ဒီနေ့အလောက်ရတယ်နောက်နေ့မသေးချဘူးအိမ်မှာလည်းကြုံကကုံတော့မယ်သမီးတို့အိမ်နာရှာသီးလေသူတို့လည်းအရင်ကတော့တော်တော်မပြေမလဲဖြစ်နေကြတာဒါပေမဲ့ သူလည်းသူ့ယောက်ျားနဲ့တူအလုထွက်လို့တော့သူတို့မိသားစုလည်းအခုဆိုအဆင်ပြေပြေတနေ့နဲ့နဲ့စားနိုင်နေပြီအဲ့ဒါကြောင့်သမီးတို့ပြောနေတာပစက်ပိတ်စံနောက်တက်တခေါမှထပ်မပြောနဲ့ငါပဲနှခါပြောရမလဲငါအိမ်ကချွေးမတွေသမီးတွေကအလုထွက်မလုပ်ရဘူးလို့ငါတို့အခုစားနေရတာနဲ့ငါတို့ကြေနှက်တယ်အငတ်နေလိုက်မယ်ဒါပေမဲ့ချွေးမတော့ထွက်ပြီးအလုမလုပ်ခိုင်းနိုင်ဘူးအလုလုပ်ပြီးဘိုင်းဝအောင်စားရတာနဲ့ရှင်ငါတို့ကုံတိတ်ခါပို့အရေးကြီးတယ် ဟုတ်တယ်။တမီးတို့မေပြောတာမှန်နေ။ဒီနေ့ကစပြီးဒီအိမ်မှာဒီစကားမျိုးထပ်မကြခြင်းဟုတ်။ကိုယ့်ရဲ့ရှီယူဆွဲစိတ်တွေကြောင့်သူတို့ရောက်ကချင်းရောက်ကမကဒီလိုပဲချပါတီချောက်စားဖို့အစဉ်အသင့်ကြေနပ်နေကြပေမဲ့လေချွေးမော်ရီကတော့အလုပ်ထပ်မလုပ်ခိုင်းခဲ့ပါဘူး။စီကျင်းတဲ့အနာမီကားတို့ယောက်ျားကလူတွေအိမ်မှာဘေးစင်းနဲ့အိမ်သာတန်ရှင်းရေးလုပ်ရတာဖြစ်ပါတယ်။ဒီအလုပ်ကအရင်ရှားလို့သူတို့အိမ်မှာခက်ခက်ခဲခဲနဲ့ဂျုံတောင်ဝေးနိုင်နေတာဖြစ်ပါတယ်။နေတိုင်းဒီချပါတီချောက်ပဲစားနေရတာမို့ တို့ချင်းမကတခါတလေဂျုံထဲမှာငရုတ်သီးမုံလေးထည့်နေလေးရှိပါတယ်။နေ့ရက်၃ရက်လောက်ငရုတ်သီးတွေစားရတော့အင်္ဂါသူတွေလည်းဘိုင်းနာယောဂါခံစားခဲ့ရပါတယ်။ကလေးနှစ်ယောက်မှာတော့ရင်ပူယောဂါပါ ဖြစ်လာခဲ့ပါတယ်။ကလေးတွေမှာမနေ့ညနေတည်းကရင်ပူယောဂါဖြစ်နေတာဒီတိုင်းရိုးရိုးချပါတီ၆ကတို့မစားနိုင်ကြဘူး။ငရုတ်သီးချပါတီကြောင့်အခုပိုင်းနာနေကြပြီ။ငါတီလိုလောက်လိုက်မယ်။ငါဟိုဘက်အင်္ဂါနေဟင်းလေးနဲ့တောင်းလာခဲ့မယ်။တောင်းရမှာတော့ရှက်ပေမဲ့ ကလေးတွေတော့ဒီလိုအဖြစ်မခံနိုင်ဘူးဒီလိုနဲ့စီကျဲကအင်းနီနာချင်းစီကဟင်းသွားတောင်းခဲ့ပါတယ်ဒါပေမဲ့အင်းနီနာချင်းဖြစ်သူကတမင်တတ်တတ်သူ့ကိုသုံးရကြားနေတဲ့ဟင်းတွေကိုပေးလိုက်ပါတယ်ကဲဒီလိုနဲ့ဟင်းလက်ထွက်သွားတာပေါ့မဟုတ်လေဒီလိုဟင်းမျိုးစားရတာပဲသူ့လိုလူမျိုးကကျေးဇူးတင်တဲ့နေပြီမဟုတ်လေသူတို့ကအရသာမရှိတဲ့ချပါတီချပဲစားနေရလေဒီလိုနဲ့အစီကျဲကသုံးရကြားနေတဲ့ဟင်းတွေအကုန်လုံးကိုနှွေးပြီးအလုံးကိုကြွေခဲ့ပါတယ် အဲ့ဒီဟင်းကိုစားကြည့်လိုက်တော့ဒီဟင်းရစားရတာတမျိုးကြီးပဲဒီထက်ကအနံ့တမျိုးလဲရနေတယ်ကြည့်ရတာဟင်းကသိုးနေပြီထင်တယ်ဟုတ်တယ်ဒီဟင်းကြီးကတကယ်မကောင်းတာဒါဆိုဟိုဘက်အိမ်ကငါတို့သိုးနေတာတွေပေးလိုက်တာပေါ့ဒီနေ့လည်းသူတို့မှာကြက်သွင်းနည်းချပါကြည့်ပေးစားပြီးအိမ်လည်ရပါတယ်နောက်နေ့မှာစီကျဲကအဝေးကြီးချင်းချင်းလျှောက်ပြီးဈေးတက်တာတွေနေရာကနေဈေးပေါ်ပေါ်ဂျုံဝဲခဲ့ပါတယ်တောင်းနေရင်လည်းစီကျဲကကောင်းမှုတော့ပြီး ူလက်ထဲကဂျုံမုံထုတ်ကပြုတ်ကျသွားခဲ့ပါတယ်။ဂျုံတွေအကုန်လုံးကျသွားပြီဘယ်လိုလုပ်မလဲ။လမ်းပေါ်ကျနေတဲ့ဂျုံတွေကိုစီကျဲကဂျုံလိုက်ပြီးအိမ်မှာချပါတီလုပ်ကြည့်ခဲ့ပါတယ်။ဒီတော့အော်ရီကိုစားပြီးအားလုံးကဒီနေ့ချပါတီစားရတာတမျိုးကြီးပဲကြည့်ရတာတေချာစကားမချဘူးထင်တယ်။တေချာစကားချပြီးမှမဟုတ်လို့ဒီထဲမှာဂဲတွေနဲ့ငါတို့အလွတ်လွတ်ဖို့ကြမပေးဘူးကြီးထူလိုက်တာတော့အယမ်းမယ် တို့နှစ်ယောက်ကအမြဲတမ်းလှူမင်္ဂလာဆောင်တွေကိုစောင့်ကြည့်နေလေးရှိပါတယ်။အလှူရှိတဲ့နေ့ဆိုတို့မှာတန်းစီဆောင်ပြီးဟင်းယူလာကအိမ်မှာစားရနေရှိပါတယ်။ဒီတော့တိန်လုံးကဟင်းနေစားရပါတယ်။ဒီနေ့ညီကိုနှစ်ယောက်လုံးလည်းပတ်စံပိုရလာတဲ့အတွက်တို့နှစ်ယောက်ကဈေးထဲကနေဈေးပေါ်ပေါ်ဟင်းသင်းရွက်တွေဝယ်လာပါတယ်။ဒါပေမဲ့အိမ်မှာဟင်းချက်ဖို့လှိလိုက်တဲ့အခါမှာတဝက်လောက်ကမကောင်းဖြစ်နေတာကိုသိလိုက်ရပါတယ်။ဟိုဟင်းရွက်တွေကငါတို့ဘာလို့ဈေးပေါ်ပေါ်နဲ့ပေးလိုက်လဲဆိုတာသဘောပေါက်တယ်။ ရဲအကုံတော့ပိုးတက်နေရပဲဒါနဲ့ဘာဟင်းရမလဲအေးဒီထဲမှာကောင်းတာလေးတွေရှိတယ်ဒါလေးကိုမီးဖုတ်ပြီးရေမြများနဲ့ပြန်ချက်လိုက်မယ်လေပယ်တက်နိုင်ပါမလဲဒီလိုနဲ့ရန်နေငယ်ကုံဆုံးလာခဲ့ပါတယ်တခါတလေချပါတီကြောင်တခါတလေငရုတ်တီချပါတီတခါတလေရေမြများနဲ့ဟင်းချက်ပြီးချပါတီစားကနေထိုင်လေးရှိပါတယ်ဒီနေ့တော့သူတို့ရက်ွက်ထဲမှာပါတီတစ်ခုရှိနေပါတယ်အိမ်မှာဟင်းတချို့ကပါတီပြီးတော့ပူနေကြတာပဲဖြစ်ပါတယ် ဒါရီကိုထုတ်ပြီးသူတို့အင်းနီနာချင်းကသူတို့ကိုပင်းရင်နဲ့သူတို့ကိုနှိတ်ကုတ်ခဲ့ပါသေးတယ်။မစားချင်ဘူးဆိုရင်လည်းမစားနဲ့ပေါ့။နင်တို့ထက်စားရင်ငါတို့ရက်ွက်ထဲကခွေးတွေအမှပိုပြီးကန်ကောင်းသေးတယ်။သူတို့ကတော့စားဖို့ကန်ပါလာသေးတယ်။နင်တို့ကငါတို့လမ်းထဲကခွေးတွေလောက်တောင်မတန်ဘူး။ကျေးမနှစ်အောင်လုံးနဲ့မျက်ရည်လေးတည်တည်နဲ့ပဲသူတို့အင်ကိုပြန်လာတာမြင်တော့သူတို့ရောက်ခမကဘာဖြစ်တာလဲသမီးတို့ဘာလို့ငိုနေရလဲမငိုတော့ဘာလုပ်ရမလဲဒီစကားအရင်ကအိမ်ထဲမှာပဲရှိနေခဲ့တာ အခုတော့သမီးတို့အိမ်မှာခြာပါတီခြောက်ပဲစားနေကြတယ်ဆိုတော့တရက်ကွက်လုံးသိနေပြီသမီးတို့ဘလောက်တောင်တိတ်ခါချနေလဲသိလားဒီနေ့ဆိုပါတီမှာသူတို့ဧည့်သည်တွေစားပြီးကြံတာတွေကိုသမီးတို့စားဖို့ပေးနေတာသူတို့တွေကလူတွေပဲယောက်လောက်ရှိမှ သမီးတို့ပြောခဲ့လဲသိလားမိကြီးတို့ပြောပြပြီးသမီးတို့လည်းမောသွားပြီဒါပေမဲ့မိကြီးတို့ရဲ့ဒီအတွေးတွေကြောင့်သမီးတို့မှအိမ်တွင်အောင်းနေရတယ်အခုလို့ခင်ကြီးမှယောက်ျားမိန်းမမကွဲဘူးအားလုံးလက်တွဲရှောက်နေကြပြီယောက်ျားမိန်းမ အတူတူပတ်ဆန်ရှာတဲ့အိမ်မှာဘာအခက်ခဲမှမရှိဘူး။ဝင်ငွေလည်းအဆင်ပြေပြေရှိတော့နှက်မှန်အောင်တော့စားရတယ်။ဒါပေမဲ့မေကြီးတို့ကတောင်းနားမလဲဘူး။မမေဖေဖေတောင်းလို့စိတ်ထဲမှာလေဒီစကားရှိနေတယ်ကြားပြီ။မပြောရင်လို့သာကြောက်ပြီးငြိမ်နေတာ။ကျွန်တော်တို့လိုပဲစင်းရတဲ့ယောက်ျားတွေအများကြီးပဲ။ဒါပေမဲ့သူတို့မိမတွေလည်းလှုပ်လှုပ်ကြတယ်။ဒါကြောင့်သူတို့တွေလည်းအေးအေးဆေးဆေးထမင်းနဲ့နဲ့တော့တီချာစားရတယ်။ဒါကြောင့်သူတို့လည်းတောင်းလို့နဲ့တူတူလှုပ်လှုပ်စီခြင်းနေခဲ့တာ။ဒါမှသူတို့လည်းချပါတီနဲ့အတူဟင်းလီတမျိုးတော့စားနိုင်မှာပေါ့။အခုကခေကြီးပြောင်းသွားပြီ တားတို့လည်းခင်းတဲ့အတူလိုက်ပြီးပြောင်းလဲနေထိုင်ရမယ်မဟုတ်ရင်ခက်ကတော့ရှေ့ရောက်သွားမယ်တားတို့ကတော့ဒီချပါတီကြောင့်စားပြီးတည်သွားလိမ့်မယ်ကိုသားနဲ့ချွေးမတွေစကားကိုကြားပြီးရက်ကွက်ထင်းမှဖြစ်နေရတဲ့တိတ်ခါကြမှုတွေကြောင့်လည်းအိမ်ရဲ့အခုဖြစ်နေတဲ့အခြေအနေတွေကိုကြည့်လိုက်ပြီးရောက်ကထင်းရောက်ခမနှစ်ယောက်လုံးကသူတို့ဆုံးဖြတ်ချက်မှားနေတယ်လို့တွေးမိခဲ့ကြပါတယ်အဲဒီနောက်မှာသူတို့ကအတွေးပြောင်းလဲသွားပြီးချွေးမတွေကိုလှုပ်လှုပ်ခွင်ပေးလိုက်ပါတယ်အနာမီကနေစီကျဲကတထင်းအိမ်တွေမှာထမင်းကျက်နဲ့တန်ရှင်းရဲလုတ်ကိုရခဲ့ပါတယ် အခုတော့တခြားမိသားစုတွေလိုသူတို့တွေလည်းတနေ့၃ချိန်လုံးဟင်းစားနိုင်သွားခဲ့ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်